လောကကြီးမှာသူသူကိုယ်ကိုယ်အကြံကောင်းဉာဏ်ကောင်းတွေရှိတတ်ကြသမဲပါပဲဒါပေမဲ့လူဆိုတာမျိုးကလည်းလေနေလို့ရသလောက်နေသာတဲ့၍အမလီဒီတိုင်းလေးတက်တောင်တက်တာနေခြင်းကြတာကိုတကယ်ကို မလွဲတာမချောင်တာအခြေနေကြတော့မှအကြံဉာဏ်နေဉာဏ်နေဉာဏ်နဲ့တည်းညှစ်ထုတ်ကြတော့တာပဲတခါတုန်းကစင်ရသားတယောက်ကအလုတ်လုတ်ဖို့ဆိုပြီးတော့မြင်းတစ်ကောင်ဝယ်တယ်တဲ့ ငွေကြီးကလည်းများများဆဆမတက်နိုင်လေတော့မြင်းဖြင်းမြင်းပြင်းပေါ့ဗျာဘလောက်မောင်းမောင်းဘလောက်ရိုက်ရိုက်ဘလောက်ငေါ့ငေါ့ဟာလှုပ်စီလှုပ်စီလှုပ်စီနဲ့နော်ဆင်မရင်သားဆိုတာမျိုးအဲ့ဒါနဲ့တိရစ္ဆာန်ဆရာဝန်စီကိုသွားတယ်တိရစ္ဆာန်ဆရာဝန်ကစီနှစ်တောင်ပေးတယ်တတောင်ကအဖြူအောင်လေးနားလက်မလောက်ရှိတယ်နောက်တတောင်ကသူ့တဲ့လက်ဆကြီးတယ်ဆယ်လက်မလောက်ရှိတယ်အနီအောင်တော့ ခမားတဲ့မြင်းကိုအလုတ်ခိုင်းတော့မယ်ဆိုလို့ရှိရင်မြင်းရဲ့ဖင်ထဲကိုဒီစီအချူတော်ကိုထိုးထက်လိုက်တဲ့အဲ့ဒါဆိုမြင်းကအားတွေတက်ကြွာလာပြီးတော့အလုတ်ကောင်းကောင်းလုပ်လိမ့်မယ်တဲ့အဲ့ဒီအလုတ်လုတ်တဲ့နှုံးကိုမကျေနပ်သေးဘူးအားမရသေးဘူးဆိုရင်ဈေးအနီတောင်ထက်လိုက်တဲ့အဲ့ဒါဆို အလုတ်နှစ်ဆလုတ်တယ်တဲ့နှစ်ဆပူပြေးမယ်တဲ့မြင်းအားတဲ့ဟုတ်ကဲ့ပါခမားပေါ်နော်ပြန်လာခဲ့တယ်နောက်နေကြတော့မြင်းမိုင်ရှင် ဆင်းရဲတာဆရာဝန်စီကိုဒေါ်ကြီးမောကြီးနဲ့ရောက်လာပြီးရန်တွေ့တာခမရပြာတော်တော်ဆိုးတဲ့ဆရာဝန်ပဲနော်ခမရစီအဲ့လောက်ဆွမ်းတာကိုသေချာလည်းမပြောလိုက်ဘူးခမကျွန်တော်အဲ့လောက်ဆွမ်းဆွမ်းမှမသိဘူးလေဗျာဆိုတော့သတိဆန်ဆရာဝန်လည်းဘာဘာဖြစ်ကုန်လို့လဲဩအလုတ်ခိုင်းမဲ့ဆိုတော့ခမရပြောတယ်လို့ပဲမြင်းဖင်နဲ့ကိုဆေးအဖြူတောင်ထိုးထည့်လိုက်တာပေါ့အဲ့တော့ဟာလုတ်တယ်လေဗျာဒါပေမဲ့တအားပြေးတာလှစ်ခနဲ့ဆိုရိတ်ခနဲ့ပဲဆိုတော့ဟာမျက်စိအောက်ကနေခဏလေးနဲ့ပျောက်သွားတာအဲ့လောက်ကြီးငြမ်းမလို့မထင်ဘူးလေဗျာခမရအဲ့လောက်ဆွမ်းမှလည်းသေချာမပြောလိုက်ဘူးဆိုတော့ ဆရာမရလဲရင်ဘတ်လေးကိုဖိပြီးအေးငါတို့အမှုပတ်ပြီးထင်တယ်ခမခမမင်းပျောက်သွားပြီလားခမမင်းပျောက်သွားပြီလားတော်သေးတာပေါ့ဗျာခမဆေးအနီတော့ကျုပ်ခင်းတဲ့ကိုထိုးထည့်ပြီးတော့ခလဲ